ဆရာကြီးမြတန်တင်ဘာသာပြန်ဆိုထားသောလေယူးတုံတုံဒုတိယတွင်အပိုင်း6မြိုင်တရာတွင်အဝိစားကောင်းကောင်းတစုံများမရှိနှခါပြောင်းပြန်လှန်၍အချိန်ချင်းဖန်ဖန်ဖာရေးခြင်းမပြုသည့်အဝိစားဆို၍တစုံများမရှိအင်းလေဘယ်တတ်နိုင်မလဲကျမ်းမြင်ကိုအတိတ်ပဲမရှိငုံကြည့်သည်မိမေဤရင်းညိစိန်ဂရီပါကော်စောကြီးက စုပ်ပြက်ကအမွှေးတွေထွက်နေပြီစစ်သားတွေအိတ်ခဲကြသဖြင့်စွန့်ထင်းပေးရနေပြီ ကော်စောစုပ်ကြီးကိုမြင်သည်တွင် စကားလက်ပူရေးစိတ်ထဲကြသည်မြိုင်းသားရသည်လဲသူ့လိုစုပ်ပြက်နေပြီဖြစ်ကြောင်းသက်သေပြနေသည်မှောင်နေသည့်အခန်းထဲတွင် စိတ်ညစ်နေသည်ပရင်းမောက်စီတို့သွားကခန်းစည်းကြိုးကိုဆွဲသည်တရုတ်ကတ်များကိုဖွင့်သည်ဟေမန်စည်းစာဤနောက်ဆုံးနေကြီးကျွမ်းများဖြာကြလာသည် ဂရီပါခန်းစည်းများကိုဖဲကပရင်းမရရွေလွင်ဒီကောင်စကြက်နှင့်မိသားစုတုတ်တန်ရှိရာ တောင်နမာပင်အုပ်ကိုလှမ်းကြည့်သည်ရင်းညိစိန်ဂရီပါခန်းစည်းစားကသူ့ပါကိုလာထိနေသည်ကြောင်တကောင်လိုခန်းစည်းစောက်ကို သူ့ပါဖြစ်ပုတ်နေသည်ခန်းစည်းစားများကို ရုတ်တရက်ကြည့်သည်ခဏကြာလျင်ကြောက်ဖြူသားခဲနာသည့်ဇပွဲကြီးကိုဆွဲလာသည်ဇပွဲအောက်တွင်တက်ထားသည့်ဘိန်းများက တန်ကြေးတက်နေသဖြင့်တကြွီကြီးမြည်နေသည်ဇပွဲကိုတွန်း၍ပရင်းဝါတွင်ကတ်သည်ဇပွဲပေါ်သို့တက်ကခန်းစည်းဆွထားသည့်ရုပ်တန်းကြီးကိုဖြုတ်သည် ကောင်းကောင်းမမီခုံရိပ်လွှမ်းဆွဲလိုက်သည့်အခါတွင် ပြုတ်ကြလာကအလုံးနှမ်းရောခန်းစည်းစာရော ကျဲပြင်ပေါ်သို့လုံးထွေးကျသွားသည် တကားပွင့်လာကကြီးတော်ဤမျက်နှာပြပြမဲမဲကြီးမျက်လဲပြသလိုပေါ်လာသည် သူမျက်နာကစူးစမ်းသည်ဟန်မတင်ငါသည်ဟန် ဇပွဲပေါ်တွင်မတက်ရက်နေသည့်စကားလက်ကိုကြည်နေသည် စကားလက်မျက်နှာက အောင်မြင်သည့်ပုံကျင့်နေသည့်ပုံကိုပြနေသဖြင့်ပိုး၍မတင်ကဖြစ်လာသည် မမရဲ့ခန်းစည်းစာကိုဘာဖြစ်လို့ဖြုတ်တာလဲဘာလို့မလို့လဲဘာလို့မလို့လို့ထင်လဲစကားလက်ကဖော်၍ကျမ်းမြင်ကိုခုံဆွင်းပြီး ဖုံတော်ထောင်းထောင်းဖြစ်နေသည့်ခန်းစည်းစာကြီးကိုကောက်သိမ်းသည်ပရင်းပေါက်မှာတက်ထားမှာပေါ့ကြီးတော်ဤတိုက်ဆက်လာပြီး မမရဲ့ခန်းစည်းစာကြီးကိုဖြုတ်ပစ်လို့ပဲဖြစ်မလဲကြည်စမ်းပါအောင်ကျမ်းပေါ်မှာဖုံနေပေကုန်ပြီမမကသူ့ခန်းစည်းစာကိုတိတ်သဘောကြတာစကားလက်ကမျိုးလုံးစိမ့်စိမ့်များဖြင့်ကြီးတော်ကိုကြည်သည်မျိုးလုံးကပြောင်ချော်ချော်သူ့ငငယ်အပြူတော်ကကြီးတော်ကိုစသည်မျိုးလုံးမျိုးကြီးတော်ကတပြင်းချသည်အောက်တိုက်မြေတိုက်ခန်းထဲမှာစကားလက်အင်းကြီးပုံစံစာအုပ်ရှိတယ် ကြီးတော်သွားယူပေးစမ်းမှာစကားလက်ကတွန်းပို့သည်ဝိစုံတဲ့တစုံချုပ်မလို့ပေါင်နေရရှိသည့်သူ့ခန္ဓာကိုဝဝဖိုင်းဖိုင်းကြီးကိုမြအားမနာနေရတကာခိုင်းသည့်အတွက်ကြီးတော်စိတ်ဆိုးသည်ယခုအောက်မြေတိုက်ခန်းသို့အစင်းခိုင်းနေပြန်ပြီကြီးတော်တန်တရာကပိုရကြီးထွားလာသည်ခန်းစည်းကိုသူ့လက်မှဖြတ်ခနဲလူယူကရင်တွင်အမျက်တနိုးကပ်ပြီးဟွက်ထားလိုက်သည်အိုး ဘယ်ဖြစ်မလဲမမကြိုက်တဲ့ခန်းစည်းစာကိုဝှစ်ဆုံချုံးမလို့တဲ့မလုတ်ပါနဲ့တော့ကျုပ်အသက်ရှင်နေတော့တော့မလုတ်ပါနဲ့လုတ်ချင်ရင်လေကျုပ်သေးမှလုတ်ကြပါစကားလက်မျက်နှာကြီးစူနေသည် ထို့နောက်တဖြည်းဖြည်းပြုံးလာသည်ခါတိုင်းဆိုရင်ကြီးတော်ကိုအလျှော့ပေးစမြဲတို့ရရင်ဣတိချီတွင်မူအလျှော့မပေးနိုင်ဒါတော့လေဖြစ်မနေစမ်းပါနဲ့ကြီးတော်ရဲ့စကားလက်အတ္တလန္နာသွားပြီးပတ်စံလေးပါလေးချေးရမယ် အဝတ်အစားဝတ်စရာမရှိဘူးအဲ့ဒါချုံမလို့အမလေးအဝတ်တဲ့အစားတဲ့မလိုပါဘူးဒီခေတ်ကြီးမှာဘသူမှလည်းဝတ်ကောင်းစားလာတွေမဝတ်နိုင်ပါဘူးအဟောင်းတွေအစုပ်တွေဝတ်နေကြတာပါမမသမီးဆိုရင်ဘလို့အဝတ်စားပဲဝတ်သွားသွားအထင်မသေးပါဘူးစကားလက်မျက်နှာပြန်စုသွားသည် စကားလက်သည် သူ့အမေလိုမဟုတ် အဖေနဲ့တူသည်ဟုကြီးတော်တွေးနေသည်ဒီမှာကြီးတော် ဖန်နီတယောက်လာမယ့်စနေနေ့လက်ထပ်တော့မယ်။ဒေါ်လေးပတီစီကစာလာတာကြီးတော့လေတိတာပဲ။စကားလက်သွားမှာကောင်းမှာပေါ့။မင်္ဂလာဆောင်သွားရင်ဒီအဝတ်စားနဲ့သွားလို့ဘယ်ဖြစ်မလဲ။အခုမာလေးဝတ်ထားတဲ့အဝတ်စားကသရိုးသမီးအဝတ်စားထက်တောင်ကောင်းလေဦးမယ်။ဒါပေမဲ့ဝတ်စုံတစ်စုံတော့ချုပ်ရမယ်ကြီးတော့။စကားလက်တို့မှာပတ်စံသိမ့်လို့နေတယ်။ကြီးတော့ဘာမှမသိဘူး။မြေခုံတွေလည်းပေးမြေခုံကိစ္စတွေကြီးတော့သိပါတယ်။ဒါပေမဲ့ ကြီးတော်သိလို့လားသိတာပေါ့ဖះကနားပေးထားတာပဲမကြားပဲရှိပါမလားဝီလီပြောတာကြားသားပဲကြီးတော်သည်သူနဲ့ဝီလီတို့ပြောသမျှကိုအကုန်ကြားသည်လို့ကြီးတော်သည်ကိုခန္ဓာကြီးသလားပေါ်ပါသည်သူတိတ်တိတ်နားထောင်ခြင်းသည်ဆိုရင်ခြေတံမကြားအောင်လာပြီးတိတ်တိတ်နားထောင်နိုင်သည်ဒါဖြင့်ကြီးတော်အကုန်လုံးကြားတာပေါ့ဂျိုနာနဲ့အင်မီပြောတာတွေကိုကြားတာပေါ့ ီလိုဆိုကြီးတော်အကုန်ကြားပြီးပြီပဲအခွန်တော်ပေးဖို့ပတ်စံချေးရမယ်အတလန်နာကို သွားရမယ်ဒီဝတ်စုံကြီး ਨੇ ဘယ်ဖြစ်မလဲစကားလက်ကလဝါကိုလက်သီးဖြစ်ထူရပြောသည်ကြီးတော်ပဲစဉ်းစားကြည့်ပါဦးစကားလက်တို့အိမ်ကိုလေးလံပြည့်ရစကားလက်တို့ဘယ်မှာသွားနေရမလဲလမ်းမပေါ်မှာနေရမလားအင်မီတို့ကအိမ်ကိုပြောင်းလာတော့မယ်မေမေအိတ်တဲ့အိတ်ရပေါ်တက်လာတော့မယ်ဒါဟုတ်ကြီးတော်မစဉ်းစားဘူး မိမိခန်းစည်းစာကိုစကားလုံးဝှစ်ဆောင်ချုပ်တာကိုတော့ရေးကြီးခွင့်ကျယ်လုပ်နေတယ်။ကြီးတော်ကတလုံးလုံးဖြစ်နေသည့်စင်ကြီးတကောင်လိုခြေထောက်ကိုရွှေ့ရွှေ့ရက်သည်။တဖြည်းဖြည်းနဲ့စကားလက်သဘောကိုလိုက်ရတော့မည်။ဒီကောင်မတွေဒီအိမ်ပေါ်တက်လာတာကိုလည်းမကြိုက်ဘူး။ကျုပ်တို့လည်းလမ်းပေါ်ဆင်းမနေနိုင်ဘူး။ကြီးတော်ကစကားလက်ကို သင်္ကာမကင်းသည့်အကြည့်ဖြစ်ကြည့်သည်။နေစမ်းမအောင်ဝေကောင်းစားလာနဲ့သွားပြီးပတ်စံချေရအောင် ပစံချေးမဲ့သူကဘလူလူမှုလို့လဲဒါကကြီးတော့အလုံးမဟုတ်ပါဘူးစကားလက်အလုပ်ပါစကားလက်စိတ်တို့သွားသည်ဒီခန်းစီစကားလက်ကိုပေးပါပြီးတော့ဝှစ်စုံချုပ်ရင် စကားလက်ကိုကူးချုပ်ပေးပါနော်ကောင်းပါပြီတဲ့တော့ကောင်းပါပြီတဲ့ကြီးတော့ကလေးတန်ပြောင်းသွားကချက်ချင်းလိုက်ရောသဖြင့်စကားလက်သင်ကမကင်းဖြစ်သွားသည်ကူးချုပ်ပေးပါမယ်တဲ့ခန်းစီဖဲစားကပူရင်တော့ ကျုပ်တို့လည်းခပြက်အင်းကြီးတစ်ထဲလောက်တော့ထုတ်ရအောင်မယ်ကြီးတော်ကခန်းစည်းစာကို စကားလက်သို့ပြန်ပေးသည်သူမျက်နာပေါ်တွင်ကောက်ကျစ်သည့်အပြုံးတစ်ခုရှက်တန်းနေသည်မာလီမီလာနီကအတလန်နာကို အတူလိုက်မှာလားဟွန်းအင်းမလိုက်ဘူးစကားလက်တယောက်တည်းပါစကားလက်က စကားခေါ်နေသည်ကို ရိမ့်မိသဖြင့်ခပ်ပြက်ပြက်ပြောလိုက်သည်ဒီလိုဆိုရင်ကြီးတော်လိုက်ရမယ်တယောက်တည်းတော့မဖြစ်ဘူး စကားလန်အတလန်နာတို့ရောက်လျင်ရပ်ဘဒလာနဲ့တွေ့ရမည်။ဤကပလီမာဝဝကြီး နောက်ကတကောက်ကောက်ပါနေလျင်ဟန်မကြ။စကားလက်ကပြုံးကကြီးတော်ဤပခုံးကိုလက်တင်လိုက်သည်။ကြီးတော်ရဲ့စကားလက်ကိုစိတ်မချလို့ကြီးတော်လိုက်လာတာတော့ဟုတ်ပါရဲ့။ဒါပေမဲ့ဒီမှာကြီးတော်မရှိရင်ဘယ်နဲ့လုပ်မလဲ။မြိုင်းသားရဟူကြီးတော်ပဲဦးစီးနေတာအသိသားနဲ့။အမေအခုမှချော့ပြီးတော့ထားမပြစ်ခဲ့နဲ့။ မာလေးယာကျောက်လက်ပေါ်မှာကြီးတာပါဒါပဲအက်တလန်နာသွားရင်တော့ကြီးတော့လိုက်ရမှဖြစ်မယ်မမရှိလို့တော့ဒီလိုတယောက်တည်းသွားတယ်လို့ပြောရင်ရင်ကျိုးရမယ်အိုးဟိုမှာဒေါ်လေးပီတီလည်းရှိတာပဲဘာစိုးရင်စရာရှိလို့လဲဒေါ်လေးပီတီကိုစကားတဲ့ထဲ့ပြောမနေပါနဲ့သူ့ကိုယ်သူနေရာတကာနှမ်းဆက်လာပြီလို့အောင်းမိနေတာ တကယ်ကဘာမှသိတာမဟုတ်ဘူးကြီးတော့က ဤရင်နောက်ထပ်ဆွေးနွေးစရာမရှိတော့ဟူသောအောင်မြင်သည့်မျက်နှာထားဖြင့်တစ်ဖက်သို့လှဲ့ကာခမ်းမဆောင်ဘက်သို့ထွက်သွားသည်ပရစီကိုလှမ်းပြောနေသည့်အတန်သည်တအိမ်လုံးဟိမ့်သွားသည်ပရစီရေမြေတိုက်ထဲမှာမာလီရဲ့အင်ကြီးတတာနဲ့အင်ကြီးပုံစံစာအုပ်တွေရှိရဲ့ဟေ့အိမ်မော်ကိုယူခဲ့စမ်းကကြေးလဲသွေးစမ်းမြ мян လဲလုံတော့ငါတော့ဒုက္ခပဲငါနောက်မှာအမဲလိုက်ခွေးကိုခေါ်လာတာကမှ ကောင်းမယ် စကားလံစိတ်ပြက်လက်ပြက်တွေးနေသည်ညစာစားပြီးလျင်ပကံခွက်ရောင်များကိုတင်းသည်ထို့နောက်စကားလံနှင့်ကြီးတော်သည်ထမင်းစပွဲကြီးပေါ်တွင်ဝှစ်စုံပုံစံများကိုဖြန့်ကြည့်နေကြသည်ဆွေလင်းနှင့်ကားရင်းကခန်းစီအနားမှဖဲသားများကိုညှက်နေကြသည် မီလာနီကဝမ်းမြင်ပြီးတစ်ချောင်းဖြင့်ဂရီဘာစားမှ ဖုံများကိုတိုက်နေသည်ဖေဖေဝီလီနှင့်အက်ရှလီတို့ကအခန်းထဲတွင်ထိုင်၍ အလုံးရှုပ်နေသည့်မိမသက်တိုက်ကိုဆလိတ်ဖွာရင်ကြည်နေကြသည် စကားလက်ဤပြောရွှင်မှုသည်သူတို့ကိုပါကူးဆက်နေတကယ်သူဖြစ်နေသည် စကားလက်ဤမျက်နာသည် ပန်းလူသွေးကြွားလျက်ရှိသည်မျိုးလုံးစိမ့်စိမ့်များက တောက်ပနေကြသည် စကားပြောသည်ရောရည်သည်ရောဖြင့်စကားလက်ကိုကြည်ရသည်မှာပြရာခတ်နေသည်စကားလက်အဘဲကြောင့်ဤမျက်ပြရာခတ်နေသည်ကိုမြည်သူမြန်နားမလဲကြ စကားလက်ဤတို့ရေမောခြင်းမပြုသည်မှာကြားလာပြီဖေဖေကမူပိုရစ်ပြောသည်ခန်းစည်းစာကြီးကိုဖြန့်၍အခန်းထဲတွင်လှုပ်ရှားနေသည့်စကားလက်ကိုကြည့်နေသည့်ဖေဖေမျက်လုံးများသည်ခါတိုင်းကဲ့သို့ကြောင်ငင်းငင်းမဟုတ်တော့သူ့အနာသို့ရောက်လျင်ဖေဖေကသဘောကျသဖြင့် စကားလက်ကြောကိုလှမ်းပုတ်တတ်သည်ကြံမင်းကလေးများလည်းကာဝဲတက်ရန်ပြင်ဆင်နေသည်နှင့် ပြာရာခတ်နေကြသည်အဝတ်ကိုစုပ်သူစုပ် ကကြီးဖြစ်ကြိုက်သူကြိုက် အားလုံးအလုံးများနေကြသည်စကားလက်အတလန်နာသို့တွား၍ပဆန်ချီမီမြိုင်းသားရကိုအပေါင်ထားခဲ့မည်သို့ရာတွင်မြည်သည့်အပေါင်မျိုးနီစကားလက်ကမူနောင်နှင့်ဝါဆိုချိန်ရောက်လျင်ပြန်ရွေးနိုင်မည်လက်ကြံလဲရှိအောင်မည်ဟုတွက်ပြသည်ထို့ကြောင့်မြည်သူကားမြအကြဲအကြဲမေးကိုမထုတ်ကြမြည်သူထန်ချင်းမြည်ဟုမေးသည့်အခါတွင်မူကြုံရလူပေါ်ဟု စကားလက်ပြောသည် အားလုံးသဘောကျ၍ခွထိုးခွလန်ရဲကြသည်စကားလက်ဤမိတ်ဆွေကတန်းကျယ်တည်းဟူစကြသည်ဤကနရပ်ပဒလာစီကဖြစ်မှာပဲမီလာနေကနောက်သည် စကားလက်ရပ်ပဒလာကိုညီမြမုံချောင်းအားလုံးသိကြသဖြင့်ရှာရှာဖွေဖွေ နောက်တက်ရန်ကိုဟူဆိုက သဘောကျ၍ရဲကြပြန်သည်စကားလက်ကရက်ပဒလာကိုရက်ပဒလာဆိုတဲ့လူယုံမှဟု မကြခဏပြောတတ်သဖြင့်သူတို့စိတ်ထဲတွင် ရပ်ဒလာထမ်းမှချင်းညီမဟုတ်ဟုထင်ကြသည်။သို့ရရင်စကားလက်မရေကြီးတော်ကစကားလက်ကိုအရေးပြသည့်အနေဖြင့်လှမ်းကြည့်လိုက်သည်ကိုအရှိလေမြင်လိုက်သည်။ထို့ကြောင့်ရေနေရမှရုတ်တရက်ရက်လိုက်သည်။ဆွေလင်ကတပြိုတပါလုံးနေကြသည့်အိမ်သားများကိုမြင်သည်ဖြင့်စေတနာပေါက်လာကသူ့အိုင်ရစ်ဇာနာကိုထုတ်ပေးသည်။ဇာနာကစုပ်ပြတ်နေပြီ။သို့ရရင်လှသည်။ကာရင်းက ူဖနက်ကိုစီးသွားရန်ပြောသည်သူဖနက်ကမြိုင်းသားရရင်အကောင်းဆုံးမဟုတ်လောမီလာနီကစုပ်ပြက်နေသည့်သူ့အုပ်ထုပ်နားကိုပိုးချုပ်ရန်ဂရီဘာစအပြက်ကလေးများကိုတောင်းနေသည်အိမ်ကားချက်ဖကြီးတောဝင်လျင်ဝင်မဝင်လျင်အုပ်ထုပ်ဆိုင်ရန်နှုတ်သည်ဖြင့်သူ့အမီစိမ့်စိမ့်တွင်ကုံတော့မြည်ဟုဆိုသည်ဖြင့်ပွဲကြသွားကြပြန်သည်စကားလက်ကအတ္တိနေသည့်လက်ချောင်းများကိုကြည့်ရင်ရေတံများကိုနားထောင်ရင် ူတို့တတိုက်ကိုအထင်သေးဟန်ကြည့်နေသည်။အင်းသူတို့ကတော့ဘာမှမသိကြဘူး။ငါရောသူတို့ရောတောင်ပိုင်းသားတွေရဲ့ကံကြမ္မာရောဘာဖြစ်မယ်ဆိုတာနားမလဲကြဘူး။သူတို့ဘဝကလေးကိုသူတို့လုံခြုံလာပြီးအောင်းမိနေကြတယ်။အိုဟာယာမျိုး၊ဝီကီမျိုးနဲ့ဟမ်မီတန်မျိုးတွေဟာမတိမ်ကောနိုင်ဘူးလို့ထင်နေကြတယ်။သူတို့မပြောနဲ့။ကပလီတွေတောင်ဒီတိုင်းထင်နေကြတယ်။ဘာမှစဉ်းစားညာမရှိကြဘူး။ ။နောင်လဲသူတို့ဘာမှသိကြမှာမဟုတ်ဘူး။အရင်နှုံးကလိုတွေးပြီးအရင်နှုံးကလိုပဲနေကြမှာပဲ။သူတို့မှဘာမှမပြောင်းလဲဘူး။မီလာနီယာအဆုပ်အပြက်လဲဝေခဲ့ရပြီ။ငတ်လဲငတ်ခဲ့ဘူးပြီ။လူတယောက်ကိုတတ်တုံးကငါ့ကိုလဲကူညီခဲ့ဘူးပြီ။ဒါတော့မှသူ့မှာဘာမှပြောင်းလဲခြင်းမရှိဘူး။ခူရတီရှက်တက်တုံး အမျိုးကောင်းသမီးပီသားကျင်တော့အရှလီကရောသူ့လဲစစ်ကိုမြင်ခဲ့ဘူးပြီ။တေးချင်းတရားကိုမြင်ခဲ့ဘူးပြီ ဒဏ်ရာအနာတရဖြစ်ခဲ့ဘူးပြီ။ထောင်ထဲလဲหนีခဲ့ဘူးပြီ။အိမ်ပြန်လာတော့အိမ်အောင်ရှာလို့မတွေ့တော့တဲ့ဘဝကိုရောက်ခဲ့ပြီ။ဒါပေမဲ့သူလည်းမပြောင်းလဲဘူး။ဝတ်သက်ချမိန်မှာနေတုန်းကလို့လူကြီးလူကောင်းစံတုံးပဲ။ဝီလီကတော့သူတို့နဲ့မတူဘူး။တကယ်အခြေအနေမှန်ကိုနားလဲတယ်။ဝီလီမှာနောက်ထပ်ဘာမှ ဆုံးရှုံးစရာမရှိတော့ဘူး။ဆွေလင်းနဲ့ကာရင်းကတော့အခုဖြစ်နေတာတွေဟာခနာတစ်ဖြုတ်အစင်မသိမ့်လို့ ဖြစ်နေတာလို့ထင်နေကြပုံရရဲ့ပြောင်းလဲနေတဲ့အခြေအနေနဲ့အညီမပြောင်းလဲကြဘူးခဏကြာရင်ဒါရီဟာပြီးသွားမှာပဲလို့သူတို့ထင်နေကြတယ်ဖျားသခင်ကသူတို့ကိုတကိုးပြာရီယာပြပြီးကယ်လိမ့်မယ်လို့ထင်နေကြတယ်ဒါပေမဲ့ဖျားသခင်ကရောဘာများတတ်နိုင်မှာလဲဒီမှာတကိုးပြာရီယာပြနိုင်တဲ့သူဆိုလို့ရပ်ဘရလာတယောက်ပဲရှိတယ်ဟုတ်တယ်သူတို့ဟာဘာမှပြောင်းလဲမှာမဟုတ်ဘူးပြောင်းလဲမပြောင်းလဲနိုင်ဘူး ပြောင်းလဲတဲ့လူဆိုလို့ငါတယောက်ပဲရှိတယ်။ကြီးတော်ကယောက်ျားများကို ထမင်းစားခန်းအပြင်သို့ထွက်ရန်ပြောပြီးတကားပိတ်လိုက်သည်။စကားလက်ဝတ်စုံကိုစောင်းဝတ်ကြည့်ရန်ဖြစ်သည်။ပေါ်ကဖဖေးကိုအပေါ်ထက်အိတ်ခမ်းသို့တွဲပို့ပေးသည်။အင်ရှေမီးအိမ်မှအယောင်တွင်အက်ရှလီနှင့်ဝီလီနှစ်ယောက်သာကြံရဲခဲ့တော်သည်။နှစ်ယောက်စလုံးတိတ်ဆိတ်နေကြသည်။ဝီလီသည် စမုတ်ပြန်တတ်သည့်တရဝါတကောင်လို့ ဆေးရွက်ကြီးကိုငြိမ်သက်စွာဝါးနေသည်ဘိုးရရင်သူ့မျက်နှာချိုချိုကငြိမ်သက်ခြင်းမရှိသူအတလန်နာသွားတာကျွန်တော်တော့သဘောမကျဘူးနည်းနည်းလေးမှမသွားစီခြင်းဝီလီကခက်ပြေးပြေးပြောသည် အရှလေကဝီလီကိုစက်ခနဲကြည့်ပြီးနောက်အဝေးသို့ကြည့်နေသည်ဘာမှမပြောဝီလီသည်သူ့လိုပင်စကားလက်အတလန်နာသွားသည့်ကိစ္စကိုတန်တရားဖြစ်နေသလား ို့ရတွင်မဖြစ်နိုင်ညနေကတည်သီးချန်နယ်တွင် ပြောခဲ့သည့်စကားများကို ဝီလီသိပုံမရစကားလက်တယောက်ညီမျှစိုးရင်ပူပန်နေသည်ကို သူမသိနိုင်ရပ်ပဒလာ၏အမိကို ထုတ်ပြောစဉ်က ကြီးတော်မျက်ရည်ပြလိုက်ပြီးကိုဝီလီမမြင်လိုက်ထိုများမကရပ်ပဒလာပစံမီများချမ်းသာကြောင်းနမယ်ပြက်မီများရှိကြောင်းကိုလည်းဝီလီသိဟန်မတူဤအခြေအနေအလုံးကို ဝီလီသိသည်ဟုအရှိလီမထင် တို့ရရင်ဝီလီနဲ့ကြီးတော်သည်အချိုးကိစ္စများကိုမပြောဘဲသိနေတတ်ကြသည်မဖြစ်ခင်ကကြိုသိနေတတ်ကြသည်စကားလက်အက်ဒလန်နာတို့သွားသည့်အတွက်အရှလီရင်ထဲတွင်ထည့်နေသည်တို့ရရင် အကြောင်းရှာမရမသွားအောင်စကားလက်ကို တားနိုင်စွာမရှိထိုနေ့ညနေပိုင်း၌စကားလက်သည် သူနှင့်မျိုးလုံးချင်းတကားများမဆိုင်တော့သူမြူးနေပုံကိုကြည့်၍အရှလီစိုးရိမ်နေသည် သူ့တန်တရားကို သူထုတ်ရပေမပြောရဲ။သူပြောသည့်အတိုင်းငွေကိစ္စသက်သက်ဖြင့်သွားသည်လို့ဟူ၍လည်းမေးခွင့်မရှိ။မေးလျင် စကားလက်ကိုစော်ကားရရောက်မည်။အရှလေလက်သီးနှစ်ဖက်ကိုစုံမိသည်။စကားလက်ကိစ္စကိုသူဘာမှဝန်ရောက်စုတ်ဖက်ခွင့်မရှိ။စကားလက်နှင့်ပတ်သက်သည့်ကိစ္စအဝဝတွင်သူပါဝင်ခွင့်ကိုယနေ့ညနေကပင်စွန့်လွှတ်လိုက်ပြီ။စကားလက်ကိုသူမကူညီနိုင်။မည်သူကားမြလည်းမကူညီနိုင်။ တို့ရရင်ကြီးတော်မျက်နှာကို ကြည်လိုက်၍တင်းမာသောမျက်နှာထားဖြင့်ဂရီဘာသားကိုကြိုက်နေသည်ကိုမြင်သည့်အခါ၌အရှိလီအားရှိသွားသည် စကားလက်ကြိုက်သည်ဖြစ်စီမကြိုက်သည်ဖြစ်စီကြီးတော်ကမူနေမည်မဟုတ်စောင်းလျှောက်သွားလိမ့်မည်ငါးချောင်းဒီလိုဖြစ်ရတာငါးချောင်းအရှိလီစိတ်ပြက်လက်ပြက်ဖြစ်တွေးနေသည်ညနေသတိချံမှအထွက်တွင် ရင်ကိုကော့၍ရှောက်သွားသောစကားလက်ဤတရံကို အရှိလေမြင်ရောင်သည် သူ့ကောင်းကိုမော့ထားသည်အရှိလေစကားလက်ကိုတနာသည်မျက်နှိုးသည်စကားလက်၏အပိဒံတွင် အများအထွတ်တတိကောင်းကောင်းဖြင့်ကိုကျိုးစွန့်ခြင်းဟူသည်ဝေါ်ဟာရာမရှိ အများအထွတ်တတိကောင်းကောင်းဖြင့်အနစ်နာခံသည်ဟု သူ့ကိုချီးမွမ်းလျင် စကားလက်သည်မျက်လုံးအကြောင်သားဖြင့်ငေးကြည့်လိမ့်မည်တတိကောင်းသည်ဟု အရှိလေထင်သော အရာများကို စကားလက်ကိုသွားပြောလျင် နားလည်မည်မဟုတ် စကားလက်သည်ဘဝကိုတောင်းလိုက်ကြကြပြားလိုက်ကြကြရဲရဲရင်ဆိုင်သည်တွေ့သည်မအခက်အခဲကို စိတ်ခံခိုင်းပြီးရင်ဆိုင်သည်အရှုံးမပေးပဲပိုင်းဖြတ်မှုရှိရှိပြေရုန်းကန်သည် အရှုံးကိုမြင်သည့်တိုင်အလျှော့မပေးပဲဇွဲဖြစ်ကြိုးစားသည်တို့ရတွင်လွန်ခဲ့သည့်၄နှစ်လုံးလုံးအရှုံးကိုလက်မခံခဲ့သူများကိုမြင်ခဲ့ဘူးပြီမဟုတ်လောအရှုံးကိုဇို့ဝင်တို့ကအသေးခံသွားသည့်လူများကိုမြင်ခဲ့ဘူးပြီမဟုတ်လော။ ို့ရရင်အရှုံးသည်အရှုံးမြသာမဟုတ်လောမောင်ယီကြီးအခန်းထဲတွင် ဝီလီကိုကြည့်ရင်အရှလီတွေးမိသည် စကားလက်ဤတတ္တိအချို့ကို သူမမြင်ခဲ့ဘူးသည်မမေဤခန်းစည်းစကိုဝတ်စုံချုပ်ကကြက်ချံကကြက်ဖာကြီးဤကြက်တောင်ကိုအုတ်ထုတ်တင်ဆိုက်၍ကဘာကြီးကိုအောင်းနိုင်ရန်ထွက်သွားသည် စကားလက်ဤတတ္တိမျိုးကိုသူတကားမြမမြင်ဘူးသည်โอเคပြပါပြီကျေးဇူးများကြီးတင်ပါတယ်